ငယ်ငယ်တုန်းကနေရခဲ့တဲ့စိတ်ဓာတ်ရည်ရှိပါတယ်ဒါပေမဲ့ဘယ်ချိန်နဲ့ဘယ်သူတွေနဲ့ဘယ်လိုမျိုးဖြစ်ခဲ့တာလဲဆိုတဲ့အဥ္စာကိုမမှတ်မိပါဘူးဆိုပြီးကျွန်တော်လာမေးထားတဲ့လူတွေရှိလို့ပါကျွန်တော်ဒီဗီဒီယိုလေးရိုက်ပြီးတော့မှနည်းနည်းလေးပြောပြချင်ပါတယ်ကျွန်တော်ကိုယ်တိုင်ကလည်းအရှင်တုန်းကကိုယ့်ရဲ့စိတ်ဓာတ်ရည်ကဘယ်ချိန်ရနဲ့ဘယ်သူတွေနဲ့ဖြစ်ခဲ့တာလဲဆိုတဲ့အဥ္စာကိုအမြဲတမ်းကိုယ့်ကိုယ်ကိုမေးခဲ့တယ်ပေါ့နော်ကျွန်တော်လည်းမသိခဲ့ဘူးတကယ်တမ်းအဲ့လိုမျိုးဖြစ်ရတာကလည်းမထူးဆန်းပါဘူးကျွန်တော်ပြောပြမယ်ဆိုရင်ကျွန်တော်ရဲ့ဒီအုံနောက်ထဲမှာလေဟီပိုကမ်ပတ်ဆိုတဲ့အရာလေးတစ်ခုရှိပါတယ်သူကကျတော့ကျွန်တော်ရဲ့အုံနောက်ထဲမှာဒီမှတ်ဉာဏ်တွေကို story ပုံမြင်အနေနဲ့ record လုပ်ထားဖို့အထောက်အကူပြုတဲ့အရာလေးပဲဖြစ်နေပါတော့အဲ့တော့ကျွန်တော်တို့ကငငယ်တော့ကလေးဘွားမှာကျွန်တော်တို့မွေးကလေးကနေအသက်3နှစ်အထိကျွန်တော်တို့အဲ့ဒီ hippo campus ကအပြည့်ဘွားမှာဖွင့်ပြိုးသေးဘူးပေါ့နော်နောက်ပြီးတော့အဲ့အရွယ်မှာကျွန်တော်တို့ရဲ့ brain wave က theta wave အနေနဲ့သွားနေတာဆိုတော့ကျွန်တော်တို့ကလောကကြီးနဲ့ဘေးပတ်ဝန်းကျင်မှာဖြစ်ပျက်နေတဲ့အရာအလုံးကိုပြန်ပြီးမေးခွန်းမထုတ်ဘဲနဲ့အရာအလုံးကိုစုပ်ယူနေရပေါ့အဲ့ဒီအချိန်မှာဆိုရင် memory မရှိတော့ဘူးလားဆိုရင်လည်းမဟုတ်ပါဘူးပုံမြင်အနေနဲ့မရှိဘူးဆိုပေမဲ့ ကျွန်တော်ရဲ့ခန္ဓာကိုယ်ထဲမှာ emotional memory အနေနဲ့ခြံခဲ့ပါတယ်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ကအသက်လေးနည်းနည်းကြီးလာတဲ့အချိန်နည်းနည်းဖွင့်ဖြိုးလာတဲ့အချိန်ကြရင်ရောအဲ့နောက်ပိုင်းမှာဖြစ်တဲ့အရာတွေရောကြတော့ဘာလို့မမှတ်မိရတာလဲဆိုရင်ကျွန်တော်တို့ကအဲ့လိုမျိုး stressful ဖြစ်တဲ့အရာတွေကျွန်တော်တို့ကိုစိတ်တန်ရာရစေမဲ့ကိစ္စမျိုးအခြေအနေကြုံနေရတဲ့အချိန်မှာကျွန်တော်ရဲ့ခန္ဓာကိုယ်က cortisol အဲ့ stress hormone တွေထုတ်ပါတယ်အဲ့ဒီ stress hormone ကခုနကျွန်တော်ပြောတဲ့ hippocampus ကိုသူကသွားပြောမှအနောက်ရှက်ပေးတယ်ပေါ့နော်အဲ့ဒီတော့ကျွန်တော်တို့အဲ့တုန်းကတင်းစီးထားတဲ့ memory တွေကလည်းရှင်းရှင်းလင်းလင်းမရှိခဲ့ဘူးပေါ့နော်ဟုတ်ပြီဒါ ာဆိုရင်ကျွန်တော်တို့ကဘယ်သူနဲ့ဘယ်ချိန်မှာဘယ်အရာတွေဖြစ်ခဲ့တယ်ပုံမြင်အနေနဲ့ကျွန်တော်တို့မမှတ်မိဘူးဆိုပါစို့ဒါပေမဲ့ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်နဲ့အာရုံကြောစနစ်တွေကကျွန်တော်တို့ဒဏ်ရာရခဲ့တဲ့ချိန်ကစံစားရခဲ့တဲ့ခံစားချက်မမူ ော့သူတို့မှတ်မိပါတယ်အဲ့ဒီတော့ကျွန်တော်တို့ကမမှတ်မိဘူးဆိုရင်တော့မှအဲ့လိုစင်တူရိုးမအရာတွေကျွန်တော်တို့ကကြုံလာရတဲ့အချိန်မှာအဲ့လို sensation ခံစားချက်တွေရလာတဲ့အချိန်မှာကျွန်တော်တို့ရဲ့ body နဲ့ emotion ကျွန်တော်ရဲ့ခံစားချက်က automatic ကျွန်တော်တို့ကစိတ်လှုပ်ရှားလာတာလို့ဒေါသထွက်လာတာလို့ဟုတ်လားဒါတော့တယောက်နဲ့တယောက်နဲ့မတူပြောချင်တာကတော့အဲ့ဒီတန်ရာကသူကပြန်ပြီးရောင်ပြန်ဟတ်တယ်ပေါ့နော်အဲ့လိုရောင်ပြန်ဟတ်တာကလည်းဒေါသထွက်တဲ့အနေနဲ့လည်းဖြစ်ရှင်ဖြစ်မယ်အရန်ကြောက်တာလည်းဖြစ်ရှင်ဖြစ်မယ်အတိအကတော့ကိုယ်အရင်တော့ခံစားမှုခဲ့တဲ့အဲ့ဒီနာကျင်မှုတွေကိုပြန်မခံစားရအောင်သူက body က ပြန်ကာကွယ်ပေးတဲ့အနေနဲ့ပုံစံပေါ့နော်ဟုတ်ကဲ့ပါကျွန်တော်တို့က trauma စိတ်ဒဏ်ရာတွေတော့ရှိပါတယ်ဒါပေမဲ့ဘယ်လိုရခဲ့တယ်ဆိုတော့ memory တွေမမှတ်မိဘူးဆိုတာကတော့ဖြစ်တတ်ပါတယ်ပေါ့နော်ဒီ video ကနေအဲ့ဒီအဖြေတွေပြောရမယ်လို့ကျွန်တော်ယုံကြည်ပါတယ်တခုခုစဉ်းစားမိတယ်ဆိုရင် comment မှာတစ်ချက်ညှောက်ဝေပေးခဲ့လို့ရပါတယ်